စိတ်ရဲ့ငြိမ်းအေးမှုကိုနတ်တွေကိုပူဇော်ပတ်တဲ့နည်းနဲ့ရှာတယ်ထားပါတော့အဲ့ဒါခဏပဲစိတ်ချမ်းသာတယ်တဲ့ကြာရှည်မခံဘူးတဲ့အကြောင်းတရားကနေလွမြောက်ခြင်းအပြင်ရတဲ့စိတ်ရဲ့ငြိမ်းအေးချမ်းသာမှုဆိုတာကတော့ပညာနဲ့မှရနိုင်တယ်တစ္ဆာဉဏ်ကသာအကြောင်းတရားအလုံးကိုထိရှားပြနိုင်တယ်လို့ အားလုံးပဲမင်္ဂလာပါဗျအခုတကားဆက်စမ်းလင်ရှင်အရိစ္ဆရန်ဒီရဲ့လက်ရာညာလမ်းပေါ်လျှောက်လူတယောက်ကြောင်းဆိုတဲ့ဇာတ်ုပ်ထဲကမဇိမပရိပရာသစ္စာရှောင်းတော်သမားသွားရလမ်းဆိုတဲ့အခန်းထဲကမဂ်ကင်၈ပါးမှ အသိပညာကို ဖွင့်ဆိုခြင်းဆိုတဲ့အပိုင်းကိုဆက်လက်ဖတ်ကြားတင်ဆက်ပေးပါမယ်ခင်ဗျာ The explosion of knowledge in the eightfold path သူစေရနာကိုရောသူစိန်အားထက်သန်မှုကိုရောအကျွန်ုပ်ကောင်းစွာသိပါသည်ထို့ကြောင့်သူကိုခြေဝါရကိုကောင်းစွာနားလည်ပြီးမှယုံကြည်သက်ဝင်သူဖြစ်စေခြင်းပါသည်အခုပြောမယ့်အကြောင်းအရာကတော့မျက်စိမပရိပရာအခင်ရှိပါတရားနဲ့ပတ်သက်ပြီးတော့တော်တော်စိတ်ဝင်စားဖို့ကောင်းတဲ့ဖွင့်ဆိုချက်လို့ထင်တယ်ဗျဆက်ရှင်မင်းကြီးဥပဒေါ်ဟာဘုရားဘာသာမှာနှမ်းဆက်တယ်လို့အင်္ဂလိပ်စာကိုလည်းအင်္ဂလိပ်ပညာတတ်တယောက်ရေးတယ်လို့အစင်းတမ်းမြင့်မြင့်ရေးနိုင်တယ်ကိုဆိုရဲခြေတော်က ဒီလိုမြန်မာပညာရှင်ကြီးတွေပေါ်ပေါက်ခဲ့မှုတွေဥရွှေဇံအောင်ဆိုရင်သူ့ရဲ့ The Compendium of Philosophy ဆိုတဲ့အဗိဓမ္မထသင်္ခါကျမ်းနဲ့ကဘာကျော်ခဲ့တာကဘာဘောပညာရှင်တော်တော်များများရဲ့နှုတ်ပြမှာရေးပန်းစားခဲ့တာအခုဒီလဲဥရွှေဇံအောင်ကိုကဘာသိတယ်အခုကျွန်တော်စိတ်ထဲမှာလဲဥပတော်ကဘာမသိတာတောင်မြန်မာဗုဒ္ဓဘာသာဝင်တွေကတော့သိတယ်နေဗျာလေးစားတဲ့နေတယ်လို့သူ့ရဲ့ရေးသားချက်တွေကိုကျွန်တော်ဖော်ထုတ်ချင်တာပဲဗျာဆရာကြီးရဲ့ချက်ကကောင်းပါတယ် ကျွန်တော်ကဥပဒေရဲ့ဖွင့်ဆိုပုံကိုကြိုက်လို့မတ်စုထုတ်ထားတယ်ကိုဆိုရဲ့ကျွန်တော်ထုတ်ထားတဲ့မတ်စုအတိုင်းတပိုင်းချင်းလေးလာကြည့်ကြအောင်ဗျာလိုအပ်တဲ့နေရာမှာကျွန်တော်အရှင်းပြပါမယ်အင်းလေးလိုမျိုးမပြောပါပြောပါစရာဒါမှကျွန်တော်လိုလူတွေနားလည်နိုင်ပါဟုတ်ပါပြီခင်ဗျားဒီကနေ့ညံအဆင်မြင်လာတဲ့လူငယ်တွေရဲ့ကိုစားသိကြတာချင်းမေးပေါ့ဟုတ်လားဟုတ်ကဲ့မေးကြကြည့်လို့ကတော့ကျွန်တော်မမေးပဲမနေပါဘူးစရာရဲ့ကြိုက်တယ်ဗျာအဲ့ဒါအသိပညာတိုးတက်ခြင်းတွေလောက်ထုံးမယ်ကိုဆိုမေးပါကဲကျွန်တော်စပြီးပြောမယ် နားထောင်ဇာတိဥပဒ္ဒောကအစပြောပုံက It may be noted that the Buddha was born during the age of spiritual restlessness during the 6th century BC when any was moving away first from its old religious moorings ဒါကသူ့ရဲ့ပထမမြတ်ဗုဒ္ဓဘွားမြင်တော်မူစကာလမှာအိန္ဒိယပြည်မှာဘာသာရေးအယူဆတွေမငြိမ်မသက်နဲ့ လှုပ်ရွာနေတဲ့ BC 6ရာစုဖြစ်တဲ့အကြောင်းအဲဒီတော့အိန္ဒိယမှာရှိရလက်ခံထားတဲ့ဘာသာရေးအတွေ့အကြုံဟောင်းတွေကလင်းလင်းမြန်မြန်ပဲရွေးရှားနေတဲ့ကာလလည်းဖြစ်တယ်ဆိုပြီးတော့မက်ဂင် ရှစ်ပါမျက်စိမှပြိပရာဉာဏ်လန်းစဉ်ပေါ်ပေါက်လာတဲ့နောက်ခံပတ်ဝန်းကျင်ကိုဖော်ပြလိုက်တာလေဥပဒေကအတွေ့အကြုံတစ်ခုဖြစ်ပေါ်လာတဲ့ရေကန်မြေကန်ခြင်းတွေကိုပါနောက်ခံကားအဖြစ်ပြလိုက်တာကတော့ခေတ်သစ်ပညာရှင်ပြီးသားပါပဲလို့ပဲဆိုရမှာပဲကြာနော် ဒါကြောင့်ကျွန်တော်ကဒီပညာရှင်ကိုလေးစားနေမိတာပဲဗျ။ဆက်ပြောပါဦးစင်။သူရေးသားပုံက for that reason it is not a mere accident that the court of Magadha was the hospital home of various religious and philosophical speculation in their quest for the solution of the riddle of life in different realms of spirituality ဆိုပြီးတော့ဖော်ပြထားတယ်။ပြီးတော့မှအဲ့ဒီအချိန်တုန်းကအိန္ဒိယနိုင်ငံမှာရှိနေခဲ့တဲ့ အတွေးခေါ်ကိုင်းတွေကိုဖော်ပြထားတယ်။အတွေးခေါ်ကိုင်းအမျိုးမျိုး different schools of thought အင်းရဲ့ဒီအနံပြားမှာအတွေးခေါ်ကိုင်းဆရာကြီးအများပြပေါ်ပေါက်နေပြီးတော့ဘဝစင်းရဲကလွံ့မြောက်ကြောင်းနီလန်းနဲ့ပတ်သက်တဲ့သတင်းကောင်းတွေကိုထုတ်ပေါ်ကြနေကြကြတယ်တဲ့။ဥပဒေါ်က numerous teachers then rose in different parts of the country announcing the good news of the secret of deliverance ဟုတ်ကဲ့ရှင်းပါတယ်ဆရာနားလည်ပါပြီအဲ့ဒီအချိန်တုန်းကဗျာအိန္ဒိယပြည်မှာဗုဒ္ဓရဲ့အမြင်အရအယူမဒိဋ္ဌိအယူဝါဒက62မျိုးတောင်ရှိတယ်လေအဲ့ဒီ62မျိုးတည်းကသိရင်ပြီးပြီဘဝပြတ်ပြီလို့ယူတဲ့ဥစ္စေတဒိဋ္ဌိအယူက9မျိုးကျန်တဲ့55မျိုးကတတ္တရဒိဋ္ဌိကြီးပဲတဲ့အဲ့ဒါကမဇ္ဈိမပရိပဒါဆိုတဲ့ တမာဒိဋ္ဌိအစရှိတဲ့မဂ်ဂင်ရှင်ပါတရားပေါ်ပေါက်လာရတဲ့အတွေ့အော်ပတ်ဝန်းကျင်ပဲအဲ့ဒီအမြင်မှားတွေကြောင့်လူရင်းရဲ့ရောယံမှန်းဆပြီးတွေးခေါ်ကြတဲ့အတွေ့အော်အမျိုးမျိုးဖြစ်ပေါ်လာပုံအဲ့ဒီအတွေ့အော်တွေကြောင့်ပေါ်ပေါက်လာတဲ့ကိုယ်ကိုယ်စည်းကမ်းမှုသဘောတွေကိုလည်းဆရာကြီးဥပဒ္ဒောကဝေဖန်ထားတယ်ပြောပြပါအောင်ဆရာရဲ့ဆရာကြီးဥပဒ္ဒောရေးသားထားပုံက the uncertain nature of philosophical speculation which indulged in all sorts of fancies and the practical conviction which made men throw their burden on God rather than relying on their own effort. Let the Buddha to expound the law of karma which requires us to reject all nations of favoritism, caprice and arbitrariness. ရှင်းပြပါအောင်ဆရာရေကောင်းကောင်းသဘောမပေါက်ဘူး။ကောင်းပြီရှင်းပြမယ်။သဘောကတော့ဗျာတွေးခေါ်မြင်မှုဒသနာပညာဆိုတာဟာ မသေးကြမရရဘူးစိတ်ကူးရင်တွေးရရများတယ်လက်တွေ့ကိုယ်ွယ်မှုကြတော့လူတွေရဲ့အကြိုက်ကိုလိုက်ပြီးပြောတယ်လူတွေကိုကိုယ်ကိုအားကိုးပြီးတော့ဘဝဆင်းရဲကလွံ့မြောက်ကြောင်နီးလန်းအောင် မပြဘူးပေါ့ဗျာလူဘဝဝန်တော့ကိုနတ်ဘုရားတွေဘောပုံချတယ်နတ်တွေရဲ့မာစာမှုအေးပေးမှုကိုရဖို့အတွက်ဒီပူဇော်ပတ်တာတဲ့စိတ်လှည့်စားတဲ့နီးလန်းနေမပွင့်မရအလုပ်တွေကိုလှုပ်စေတယ်ဒီသဘောတွေကိုညင်းပယ်ဖို့အတွက်မြတ်ဗုဒ္ဓက ကမ္မနိယမတရားကိုဟောတော်မူခဲ့ရတာတဲ့ပြီးတော့ဆရာကြီးကဆက်ရှင်းလာတာကဘာသာယုံကြည်ကိုးကွယ်မှုဆိုတာကလူရင်ထဲကအကြောက်တရားကိုအောင်နိုင်ရေးပဲတဲ့ဘာသာယုံကြည်ကိုးကွယ်မှုဟာဘဝရဲ့ဆုံးရှုံးပျက်စီးမှုနဲ့သိခြင်းတရားအတွက်ဖြည့်ဆည်းပြင်ရမယ်တဲ့စိတ်ရဲ့ငြိမ်းချမ်းမှုကိုနတ်တွေကိုပူဇော်ပတ်သားတဲ့နည်းနဲ့ရှာတယ်ထားပါတော့အဲ့ဒါခဏပဲစိတ်ချမ်းသာတယ်တဲ့ကြာရှည်မခံဘူးတဲ့အကြောက်တရားကနေလွံ့မြောက်ခြင်းအပြင်ရတဲ့စိတ်ရဲ့ ရင်းရင်းချမ်းသာမှုဆိုတာကတော့ပညာနဲ့မှရနိုင်တယ်။တစ္ဆာဉဏ်ကသာအကြောက်တရားအလုံးကိုဖယ်ရှားပြစ်နိုင်တယ်လို့ရှင်းပြထားတယ်ဗျ။ဒီဗီဒီယိုကတော့ဒီမျှပါပဲ။ channel ပိုင်းကိုနောက်ဗီဒီယိုမှာဆက်လက်ဖတ်ကြားတင်ဆက်ပေးပါမယ်ခင်ဗျာ။ဗီဒီယိုကိုဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ကိုစိတ်နှပြချမ်းသာကြပါစေ။